ားလုံးမင်္ဂလာပါဒီနေ့ ਆ ကျွန်တော်တရက်နေ့ဆယ်လပိုင်း2025အနေခုနှစ်နှစ်ဆယ်လပိုင်း2025တနင်္လာသားသမီးတရက်တပတ်စာဟောဆက်ကိုကျွန်တော်ရဲ့ error လေးနဲ့ချိုးပြီးတော့ဟောကြားပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာစောင်းအောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအများနဲ့ပေးနေရတဲ့အရင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကို နှစ်သက်မှုရှိတယ်ဘေးကင်းပေါ်ရေတရာပေါ်ယုံကြည်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပြီးသားချင်ရပြီနေ့စဉ်နဲ့အမျှကျွန်တော်ပြောပြပေးနေတယ်ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္လာသားသမီးတွေကိုကျွန်တော်တို့ tarot card စပြီးတော့ချိုးရအောင်ပြန်တနင်္လာသားသမီးရဲ့တပတ်တာကိုကျွန်တော်ဟောကြားပေးပါမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အနေနဲ့တနင်္လာသားသမီးတွေရဲ့ကံဖြစ်ပါတယ် ဒီလိုကာလမျိုးမှာတနင်္လာသားသမီးတွေကံအားဖြင့်ပြောမယ်ဆိုလို့ရှင်စောက်စားရတယ်မျောလင်းရတယ်တန်းတားရတယ်ဆိုတော့ဟိုနမိတ်ပုံရိပ်မျိုးဖော်ပြနေပါတယ်ဒီတပတ်တာအတွင်းမှာတနင်္လာသားသမီးတွေဟာဘာပဲလုပ်လို့ပေါ့နော်အမြဲတမ်းလွယ်လွယ်ကူကူနဲ့ရရှိတာမျိုးမဟုတ်ပဲねကျွန်တော်တို့အချိန်တစ်ခုပေးရတာမျိုးဒါမှမဟုတ်လို့ရှင်တစ်ခုခုလိုချင်နေဆိုရင်ကိုယ်အနေနဲ့စိတ်ရှိတီးခံမှသာလျင်ကိုယ်လိုချင်တဲ့အရာတွေကိုရမယ်ဒီစိတ်လုံးနေတာမျိုးစိတ်မြန်နေတာမျိုးစိတ်ကချက်ချင်းဖြစ်ချင်နေတာဆိုလို့ရှင် အကန့်အားဖြင့်ကိုယ့်ကိုကောင်းတာတွေပေးတာပဲအားနည်းနေတဲ့အပိုင်းခြားလို့ပြတ်တာထားပါတယ်နောက်တစ်ခုကတော့တင်းလာသားသမီးတွေကြုံတွေ့လာမယ့်စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်စီးပွားရေးကိုယ်ပိုင်လုပ်ငန်းကိစ္စတွေမှာကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးထိခိုက်လို့တဲ့စိတ်အဲကိုယ့်ရဲ့စီးပွားရေးကိုပျက်စီးလို့တဲ့စိတ်နဲ့တိုက်ခိုက်ဝေဖန်ပြောဆိုတဲ့လူတွေနဲ့တွေ့ကြုံလာပြီးတော့ကိုယ့်ရဲ့စီးပွားရေးအတွင်းမှာလောကမအခက်ခဲဝန်ထမ်းအခက်ခဲကိုယ့်ရဲ့အတွင်းလူတစ္ဆာဖောက်တာတွေကိုယ့်ရဲ့ယုံကြည်ရတဲ့လူတွေကနေလို့ဆင့် အဲကိုယ့်ရဲ့လုပ်ငန်းကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့သူ့ဟာသူကိုယ့်ကိုအကျိုးရောက်ခြင်းလို့ပဲဖြစ်ဖြစ်တမင်တကာရည်ရွယ်လို့ပဲဖြစ်မရည်ရွယ်လို့ပဲဖြစ်ပြုလုပ်တဲ့ကိစ္စတွေမှာကိုယ့်ရဲ့စီးပွားရေးတွေမှာအထင်ငယ်ဖြစ်စေပါတယ်။ဒါကြောင့်အဲ့ဒီအရာတွေကိုနည်းနည်းလေးသတိထားနိုင်ရင်ဆိုစီးပွားရေးကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့အားကောင်းလာပါလိမ့်မယ်။နောက်ချက်ကတော့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တနေ့လာသားသမီးတွေဒီကာလမှာငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အချင်းကားမပြုတ်လို့တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီကိုခင်မရတဲ့မိတ်ဆွေအပေါင်းအသင်းတွေခဏလည်းကျွန်တော်ပြောထားပါတယ်ကိုခင်ရတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ငွေကြေးအချင်းကငွေကြေးအရှုပ်ချင်းမပြုတ်လို့တာအကောင်းဆုံးဖြစ်ပါလေဒီကာလမျိုးမှာကိုမဆန်နဲ့ကိုလူမုန်းခံရတတ်တယ်ကိုဘက်ကစင်တာထားပြီးကုညီပြီမဲ့လေအဲကိုကတော့ငွေထုတ်လိုက်တာကိုကနာမည်ကောင်းမရတဲ့ပုံစံမျိုးတွေအဲဖြစ်ပေါ်နေတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုမဆန်နဲ့ကိုလူမုန်းမခံပါနဲ့အဲရှိတီဖြစ်စေမရှိတီဖြစ်စေသူများပြဿနာသူများရှုပ်ချင်းနဲ့လည်းဝင်မပါမိဖို့တော့လိုအပ်ပါတယ် ဘာလဲဆိုတော့ဒီကာလမှာငွေကြီးကိစ္စကြီးနဲ့ပတ်သက်ပြီးအနေထိုင်တက်မှာအနေထိုင်မတက်ဘူးဆိုတော့လည်းပြတ်တက်တယ်เนาะအဲဒါမှမဟုတ်လို့ရှိရင်အဲတက်တမဲ့ကိုစေတနာနေဝေဒနာဖြစ်တဲ့ပုံစံမျိုးတွေတွေ့ကြုံလာတတ်တယ်ကျမကြီးကိစ္စမှာတော့တနင်္လာသားသမီးတွေကျမကြီးဒီတပတ်တာမှာနည်းနည်းလေးအားနေတာတော့တွေ့ရပါတယ်နေထိုင်မကောင်းဖြစ်တာတွေဖြားတာနာတာတွေဒီဒီလိုအချိန်ကမျိုးမှာဖြစ်တတ်ပါတယ်ဒါကြောင့်မလို့အေးရွားအောင်အိပ်ပါကျမကြီးကို view site ပါကိုနဲ့တက်တဲ့ အဲကိုနဲ့မတည့်တဲ့အစားတောက်အနေခံမျိုးကိုရှောင်ချင်နိုင်မယ်ဆိုလို့ရှိရင်ကျမကြီးကိစ္စကိုပတ်သက်ပြီးအားကောင်းစီပါတယ်အဲဟိုပါပေါ့တတိမမှုဂူမမြင်ဆိုလိုလိုပဲဖြစ်ချင်တာဖြစ်ဆိုပြီးနေထိုင်နေမယ်ဆိုရင်တော့ခဏခဏဖျားတာတွေနာတာတွေအဲတွေ့ကြုံလာတတ်တယ်ဟိုခဏနေကြရင်ခါကလည်းခဏနေကြရင်ဖင်တာလိုက်ခဏနေကြရင်ခေါင်းကိုက်လိုက်ဆိုတဲ့အတိုင်းပဲ96ပါဝေဒနာတွေတစ်ခုတစ်ခုဝင်လာတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုဒီကာလမျိုးမှာနေထိုင်မကောင်းဖြစ်နေတဲ့လူတွေဆိုစေးယုံစေးကန်း ကုသဖို့လိုအပ်တယ်ဆိုရင်တော့မြန်မြန်ဆန်ဆန်ကုသဖို့အတွက်လိုအပ်တယ်အချိန်ဆွဲနေတာနဲ့အယောဂပုံမှုစိုးသွားတာမျိုးဖြစ်တတ်ပါတယ်နောက်တစ်ချက်ကတော့အချိန်အကိစ္စအရင်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အချိန်အကိစ္စတွေမှာဒီလိုကာလမျိုးမှာစုံစည်းခြင်းပေါင်းစည်းခြင်းဆိုတဲ့ကိန်းဂဏန်းအနေနဲ့အဲကျွန်တော်ပြည့်နေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်အချိန်အကိစ္စအကောင်းတယ်ပေါ့ဗျာနော်အဲ့တော့စုံစည်းခြင်းပေါင်းစည်းခြင်းဖြစ်တဲ့အတွက်ကြောင့်ကွဲကွာနေတဲ့လူတွေလည်းပြန်လဲစုံတွဲနိုင်တယ်မျှော်လင့်ထားတဲ့ အဲကိုယ့်စီကိုပြန်လာမလားမျော်လင့်နေတဲ့လူတွေလည်းပြန်လာကောင်းပြန်လာနိုင်တယ်ပေါ့နော်ပြန်လာကောင်းလို့ပဲတောင်းတုံတော့ပါတယ်ပြန်လာတယ်လို့တော့မတောင်းတုံတော့ပါဘူးเนาะအဲ့တော့အဲဒီလိုကာလမျိုးမှာအခြေကိစ္စတွေကစုံစည်းခွင့်ရမယ်တွေးဆခွင့်ရမယ်ပေါင်းစည်းခွင့်ရမယ်ဆိုတော့ကိန်းကနန်ကိုပေါ်ပြနေခြင်းအပိုင်းခြားဖြစ်တယ်တို့တော့အခြေကိစ္စမှာတော့ကိုယ့်ရဲ့မိသားစုကိုဝင်ရောက်မိတ်ဆက်ပေးတာမျိုးဒါမှမဟုတ်မိသားစုမိသားစုတူတယောက်ကိုအတိပေးတာမျိုးတွေအချိန်စောလုံးပါလေတယ် ့မပြုတ်လောက်ပါနဲ့ဟိုတေတေကြာကိုယ့်ရဲ့ချစ်သူဟိုဟိုလိမ့်လာပြီးတော့မှာမိသားစုနဲ့မိဆက်ပေးတာမိသားစုနဲ့ဟိုပါပေါ့စကားပြောတာတွေပြုတ်လောက်ပေးပါစမ်းတော့မဆိုပါနဲ့နည်းနည်းလိမ့်လာပါအောင်နည်းနည်းတုံ့တက်ပါအောင်လို့ဟောကြားပေးချင်ပါတယ်အဲ့တော့အခြေအကိစ္စကောင်းလားဆိုတော့အကောင်းပါတယ်နောက်တစ်ခုကတော့အိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်တဲ့အပိုင်းချပဲဖြစ်ပါတယ်ဒီလိုကလာမျိုးမှာအိမ်တော်ရေးကိစ္စအိမ်နဲ့ပတ်သက်ပြီးစိတ်တူစရာဒေါရထွက်စရာအကြောင်းရင်းပါကိုယ့်အိမ်တွင်ကိစ္စအိမ်နဲ့ပတ်သက်တာမဟုတ်ကိုယ့်ရဲ့အိမ်နဲ့ပတ်သက်ပြီးအပြင်က လူတူတယောက်ကကိုဒေါ်ရထွက်เสียအာဘယ်လိုခေါ်မလဲကိုနေနဲ့ပောက်ကွဲခြင်းเสียကောင်းရံပြစ်စကားများတာပေါ့ဗျာနော်အဲ့တော့ကိုကကိုမိသားစုဘက်ကရက်တည်တာကိုသားသမီးကိုထိတာဖြစ်ကိုမိမကိုထိတာဖြစ်ကိုယောက်ျားကိုထိတာပဲဖြစ်ဖြစ်ကိုရဲ့မိသားစုရဲ့အကျိုးစီးပွားကိုထိတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုရဲ့နာမည်ကုန်သတင်းကိုထိခိုက်တာပဲဖြစ်အဲ့ဒီအပေါ်မှာမူတူပြီးဒေါ်ရထွက်တာတွေလက်တုပ်ပြန်တာတွေရံဖြစ်တာတွေစကားများတာတွေအငင်းကုန်ဖြစ်တာတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့အဲ့လိုဖြစ်မဲ့ဆိုလို့ရှိရင်တော့ကံရဲ့စီမံရနောက်ကိုပေါက် ပါသွားတာပေါ့နော်ဒါကြောင့်အဲ့လိုပြဿနာတွေကြုံတွေ့လာမယ်ဆိုရင်အတက်နိုင်ဆုံးစိတ်ထိုင်းပါအာဒီကိစ္စကတကယ်လို့များကျွန်တော်ပြောလိုမျိုးအခက်ရံဖြစ်သွားတာစကားများတာဖြစ်သွားတယ်ဆိုရင်အဲ့ဒီကျွန်တော်ဟောနေတဲ့တပတ်ထိုင်းနဲ့မပြီးပါဘူးနောက်ပတ်တွေပါဆက်သွားပြီတယောက်နဲ့တယောက်မခေါ်နိုင်မပြောနိုင်ဖြစ်နေမယ်အဲ့တော့အတက်နိုင်ဆုံးစိတ်ထိုင်းနိုင်ရင်တော့တင်းလာသားသမီးတို့ပုံမို့ပြီးတော့အားကောင်းတယ်ပုံမို့ပြီးတော့ကန်ကောင်းတယ်ပေါ့နော်အဲ့တော့ပြောချင်တာအရင်ကိစ္စအနေနဲ့ပတ်သက်ပြီးတော့စိတ်ရှိပါဒီခံပါအဖမကကျွန်တော် တနင်္လာသားသမီးတွေဖမောက်အောင်ကံမဟောထားတယ်လို့ပဲလိုချင်တာချက်ချင်းမဖြစ်ဘူးဒါကြောင့်မလို့စိတ်ရှိပါတိခံပါလို့ကျွန်တော်ဟောခဲ့တဲ့အတိုင်းပဲအိမ်တော်ရေးပါလေဒိုနီလက်ကောင်းပဲစိတ်ရှိပါလို့ထပ်ပြီးတော့တက်လောင်းပြီးတော့ပြောကြားခြင်းဖြစ်ပါတယ်နောက်ချက်ကတော့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကလာမျိုးမှာဝန်ထမ်းတွေအထက်နဲ့အောက်ဆက်ဆံရေးမှာအဆင်မပြေတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်ဆိုတော့ကိုကတကယ်လို့ကြားလူဖြစ်နေဆိုကိုရဲ့လက်အောက်ငယ်သားတောင်းဆိုမှုအပေါ်လူတွေကအဲမလုပ်ပေးဘူးမလုပ်ပေးတဲ့အခါမှာလက်အောက်ငယ်သားကကိုကမလုပ်ပေးဘူးလို့ထင်တယ်အမှန်တကယ်ကျတော့အထက်လူကြီးတွေကမလုပ်ပေးတာဆိုတော့ အထက်လူကြီးတွေကဒီတိုင်းပဲကိုယ့်ရဲ့လက်အောက်ငယ်သားကိုပြောဆိုခြင်းနဲ့ဟာကိုကပြောလို့မရဒီလူမျိုးလုံးတိုင်ကိစ္စတွေမှာအပေါ်နဲ့အောက်မမျှတာတဲ့ဆက်ဆံရေးအပွင့်လင်းမြင်တာမှုမရှိတဲ့အပေါ်မှာနည်းနည်းလေးစိတ်ညစ်စိတ်ရှုပ်ရာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါလေးကိုတော့နည်းနည်း view side ကိုတော့လိုအပ်ပါလိမ့်မယ်နောက်တစ်ခုကတော့ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ဘက်မှာမေတ္တာရေးအနှောက်အယှက်ရှိတတ်ပါတယ်ပညာရေးမှာမေတ္တာရေးအနှောက်အယှက်ရှိတယ်အဲပြီးွားလို့ရှိရင်ကိုတန်ဖိုးထားကိုချစ်ခင်တဲ့အရာတွေကနေတစ်ဆင့်ကိုရဲ့ပညာရေးကိုအနောက်ဆက်ဖြစ်စေတယ် မေတ္တာရေးဆိုတော့ခဏကျွန်တော်ပြောလို့ပေါ့နော်ဟိုတမိကြီးစားကိစ္စလည်းဖြစ်နိုင်တယ်ကိုချစ်ခင်တဲ့အရာဆိုတော့အများကြီးရှိပါတယ်နော်ဆိုတော့ပညာကိုဆွဲလန်းတဲ့အရာကိုနှစ်သက်တဲ့အရာတွေကကိုပညာရေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပြန်ပြီးတတ်တယ်ဆိုတဲ့ပုံစံမျိုးပြသနေခြင်းဖြစ်ပါတယ်နိုင်ငံခြားကန်နဲ့ပတ်သက်လာရင်တော့ဒီတပတ်အတွင်းမှာတော့ကျွန်တော်တနင်္လာသားသမီးတွေအားနေပါလိမ့်မယ်နိုင်ငံခြားကန်နဲ့ပတ်သက်ပြီးတော့လေโอเคဒီလောက်ဟိုကျင်းနေမယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာကျင်းစိတ်ချမ်းသာကျင်းနေတယ်ပြည့်စုံကြပါစေ